ဖမ်းမိရင်လည်းဆောက်ချိုးပြပြလေးတော့နေကြပါလို့ဒီနေ့နေရာကိုပြောတာသေးတယ်။မိရင်တော့ဆောက်ချိုးပြပြနေလို့ဒါပေမဲ့ဘယ်မှာသွားထိန်းနိုင်နေလဲဆိုတော့ TikTok မှာထိန်းနိုင်တယ်။ Telegram မှာထိန်းနိုင်ထိန်းနိုင်တယ်။လုံးဝသူကမကြသေးဘူး။ဒီဥစ္စာတွေက AI နဲ့လုပ်ထားတာ မင်္ဂလာပါကျွန်တော်ပြည်သူအမှန်ငါတို့တန်စီစဉ်နေပြန်ပြီးတော့ကြိုးဆိုပါတယ်မင်္ဂလာပါမင်္ဂလာပါဟိုကျွန်မနေ့ကဟိုထိတာတစ်ခုပဲပြောသွားအဲထိတာတစ်ခုပဲကျော်ဟိုတယောက်ထဲပြောတဲ့ချိန်မှာပါသွားတာပေါ့နော်မဖားသူချန်တာအဲအဘိုးနဲ့ပြောဖို့ဖဲဖို့နေ့စဉ်နဲ့မြအဲ့လိုအောင်ပွဲဟိုဟာတွေရှိနေရဟိုရှိနေရကြကျွန်တော်ကခွဲခွဲပြီးပြောမှရအောင်အဲကြအခုမဖားသူကလည်းရလိုက်တယ်သူ့ရဲ့ဒါတိုက်ပွဲအောင်မြင်တဲ့ကြာချိန်ကတရက်ပဲရှိရပေါ့နော်ပြီးတော့ကျတော့ ဟိုဒီစကန်းဆိုရင်ဟိုတည့်တဲ့အချိန်မှာသူကဒီနေဆက်နဲ့ပေါ့နော်ထိုင်းနေဆက်နဲ့တမိုင်တမိုင်ခွဲလောက်ပဲဟုတ်တယ်အဲကွာကွာတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးကိုတိုက်ရတာဖြစ်တဲ့အတွက်ကန့်သက်ချက်များတယ်အဲဒါမဲ့လေအဲရအောင်တိုက်နိုင်ခဲ့တယ်ပေါ့နော်အဲပြီးတော့စစ်တပ်ကကောင်တွေအတွက်လည်းတကယ်တော့ကန့်သက်ချက်များတယ်အဲဒါမဲ့တပ်ဖွဲ့တွေကဒါအောင်မြင်အောင်မြင်ခဲ့တယ်ပေါ့နော်ဒါဒါမဲ့ခုနလိုရက်အကြာကြီးတိုက်ရတာမျိုးမဟုတ်ပဲနဲ့အဲတရက်တရက်အချိန်ပေးပြီးတော့တိုက်လိုက်တာနဲ့ရသွားတယ်ရသွားတဲ့အချိန်မှာဗီဒီယိုဖိုင်တွေလက်ထွက်လာထွက်လာအဲဗီဒီယိုဖိုင်တွေထဲမှာဆိုလေ ကြည့်လိုက်တော့ဟိုတော်တော်ကိုစုတ်တီးစုတ်ပြတ်စခန်းကျင်မွနေတဲ့ပုံစံမျိုးလည်းဖြစ်တာ哦ပြီးတော့ဒီကောင်နေရဲ့အကျင့်အတိုင်းပဲလုံးဝထုံးစံမပြတ်လေးလည်းတွေ့ရတယ်အဲ့ဒါပါလဲဆိုဒီကြည်စံနေခဲရက်နေပါလေဆိုတော့အကုန်လုံးလွတ်ပစ်ခဲ့တာတစားစီမသမ၅၆ကြည်ဒီဇိုင်းလိုက်ကောက်နေတာတခုချင်းစီပေါ့နော်အဖွဲ့ရတွက်ကလည်းဒါတန်ဖိုးရှိရဆိုတော့ဒီဇိုင်းကိုလိုက်ကောက်နေတာပြီးအဲ့မှာဒီအခုနောက်ပိုင်းဒီကောင်နေကျွန်တော်ရှေ့ကထိထမှလည်းတွေ့အခုမဘာသူမှလည်းတွေ့တယ်ဒီ60သီးကိုမနေဘူးအဖေကြီးတီးရဆိုလဲလိုပဲအဲ့ရှေ့ကစကန်းနေတိန်းနေဆိုလဲကြည်လိုက်အများကြီးပဲ ောင်းနေအကြီးကိုတော်တော်လေးတွင်တွင်ကြီးကြီးတုံးတယ်ပေါ့နော်ပြီးတော့အဲဒီဥစားနဲ့ပဲဥနေပြစ်ခတ်မယ်ဆိုတဲ့ပုံစံမျိုးတို့ရည်ရွယ်ထားတယ်တွေ့ရတယ်ပေါ့နော်ဒါမဲ့လည်းဘလောက်ပဲပြင်ဆင်တာပြင်ဆင်တာဟောင်းနေအဆင်မပြေလိုက်ဘူးမရဟိုမထိန်းနိုင်လိုက်ဘူးပေါ့နော်ဒါမဲ့ဘယ်မှာသွားထိန်းနိုင်နေလဲဆိုတော့ TikTok မှာထိန်းနိုင်တယ် Telegram မှာထိန်းနိုင်ထိန်းနိုင်တယ်လုံးဝသူကမကြသေးဘူးဒီဥစ္စာတွေက AI နဲ့လုပ်ထားတာ အဲရှေ့ဒီထိထတော့လည်းသူတို့ပြောတယ်စောဝနဆိုပြီးတော့အဲပြောမှုကကာသမားဆိုပြီးတော့ပြောတယ်ဗောနော်အခုလည်းဒီမိုဘိုင်းသူဆိုလည်းသူကမကြသေးဘူးဒီသူရဲ့တက်မတော်သားတွေကအပြင်းထန်အသေးအံအသေးအံဆိုပြီးပါလိုက်သေးတယ်အသေးအံခုကံကာကွယ်နေပါလေဆိုပြီးတော့ပြောတာဗောဒါပေမဲ့အဖွဲတွေကတော့ငါမသိငါစကမ်းမကြရတယ်ဗိုင်းနဲ့ဓမ္မုန်တွေရိုက်နေပြီးရင်ကတော့စကမ်းထဲမှာရှင်းလင်းတဲ့ဗီဒီယိုတွေထွက်လာပြီဗောနော်ပြီးအဲ့မှာကျွန်တော်စနိုက်ပါတမားဖြစ်မယ်ထင်တယ်ပြစ်ပြစ်ပြစ်ထားတဲ့ပုံစံဗောနော် ဒီជីကာအုတ်တော့တလုံးကထိတ်တဲ့တဲ့မှမှန်တာအဲအဲအဲဥစားဒါနှစ်ထပ်ဗန်ကားတစ်ခုပေါ်မှာတွေ့လိုက်တယ်ဗောနော်တွေ့လိုက်တော့အဖွဲ့တွေရှယ်ဆော်ထားတဲ့ပုံစံမျိုးပေါ့နော်အဲရှယ်ဆော်လက်တယ်စမ်းထားလစ်ကျင်ထားလို့တော့ပြောလို့ရတယ်အဲအဲ့မှာဆိုလဲဒါဘန်ဂါရီဆိုလဲတွေ့တာပဲဒါနှစ်ထပ်ဘန်ဂါရီပါတွေ့တယ်ဒါပေမဲ့ဟိုအဖွဲတွေကဟိုပြင်းထားတဲ့အနေထားကြောင့်မလို့တော်တော်လေးပျက်စီးယွယွနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဗောနော်အဲ့ဒါလဲဒါကြောင့်အဲတမဟာခွန်ထဲမှာတိမ့်နိုင်တဲ့နောက်ထပ်စကန်တစ်ခုဗောနော် အရင်ဆုံးဒါအရင်တုန်းကတော့ပြောတာပေါ့တမခွန်ကမပါဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာမျိုးရှိတယ်အဲအခုဆိုရင်အဲစကားတွေကိုလည်းဒါတမခွန်ကခုနအလုံးနဲ့တက်တည်ပြနေရတွေကစကန်ဒီတစ်ခုလည်းမဟုတ်တော့ရှေ့မှာလည်းတိမ့်လာပြီဆိုတော့ဒါလည်းအားရကြအောင်ရှေ့မှာလည်း1ဟိုဟာဘာလဲပူလူတူပူလူတူ1 1 1 2 4 8ခေါ်တာပေါ့တင်းနေပွိုင်းတင်းနေလေးရှိပြီးခလဒေးတို့ခလဒေးစကန်ပြီးအခုဆိုလို့ရှိရင်လည်းဒါဟိုပါဘောဖားသူဆိုမဖားသူပေါ့ပြီးဟိုဘက်ဆိုလို့ရှိရင်တက်မှာ၄ဘက်ကလည်းဒါထိထား ထီးတာစကံဟိုရှေ့ဘက်အခုခွန်ထဲမှာဆိုဟိုဟာမှာဟိုမဲသောတို့ပါလို့ခေါင်းကျင်းနေလောက်ခေါင်းခေါင်းကျင်းနေအဲ့ဒါကညီလေးမဲသောတို့ဝါခတိတို့ကလေဝါခတိတို့ကဒီဝါခတိဆိုလို့ရှိရင် तू ကအရင်တော့တကယ်ဒီဟိုအိုမီဂါရှိတ်ကိုအိုမီဂါရှိတ်ထဲမှာ तू ကစကံတည်ထားတာပေါ့စကံတည်ထားပြီးတော့အဲ့ရတကယ်တိုက်တော့ရတာတကယ်ဟိုအကြီးမကြီးပေါ့နော်တကယ်ရှယ်တိုက်ခဲ့တာရှယ်တိုက်ခဲ့ပြီးတော့အခုပြန်ပြီးတော့မှဟိုဖြစ်တဲ့အချိန်နဲ့ကြာကြာရောအခုအနာ မသိငင်ဝင်းကျင်လောက်ကကိုရောက်သေးတယ်ကိုဘေးကာလာလို့ပြောအောင်ပါ19 19ထဲမှာလာ20ထဲမှာလာမသိဘူးရောက်သေးတယ်မသိငင်လေးပေါ့နီနီနီဆက်ဆက်ပဲရောက်သေးတယ်အဲ့ဒီမှာ तू ကပေမစကန်းကြီးတောင်ဝါခါသေး ေမစခန်းကြီးတော့လူမနေတော့ဟုတ်သူအောက်ကဟိုကာကင်းစခန်းလေးမှာပဲဒီဟိုပြောင်းကားဟိုပြောင်းကားဂိတ်ကောက်လိုက်ဟိုဟိုဝါဥကဂိတ်ကောက်လိုက်ဒီကျန်တကဂိတ်ကောက်လိုက်အဲအဲ့ဒီမှာပဲနေတော့တယ်ဟုတ်ဟုတ်တိတိလေးပဲကျန်တော့လည်းပြန်ပြီးတော့မှဟိုခုစခန်းထိုင်ထားတဲ့အခါမှာနည်းနည်းလေးပဲနေတော့တယ်ပေါ့73ယောက်လား74ယောက်လားပဲ အဲ့ဒါတော့နေအခုတော့ထပ်ဖြည့်တာမဖြည့်တာတော့မသိဘူးဒါနီးနီးလေးပါဒီကနေ့တော့ကြည့်ရင်တော့ပဲဝါခါသစ်ဘယ်လောက်ရှိတယ်ဆိုတာဘာကြောင့်ပဲတော့ကြည့်လို့ရဒီကလမ်းပြီးတော့အမြောင်းတလဲနဲ့လမ်းကြည့်ဒီကနေ့ဘယ်နှယောက်ရှိရဲဆိုတာပြီးရင်ထဲရောက်ဝင်လမ်းပြောပြလို့ရဟုတ်ရင်ထွက်ပြင်ပြေးနေမှာနော်လာသိနေတယ်ပြီးတော့ဒါအဲ့ဒီအဲ့ဒီမှာအခုဒီခွန်ဆိုလို့ရှိရင်အခုစခန်း၃လုံးမြောက်ပေါ့နော်၄ဆိုလို့ရှိရင်ဒါရှေ့မှာ 120တွေပါရထားတယ်တိတိစကန်ဆိုတာတခုတခုတိုက်ထားတာရှိသေးတယ်ဟုတ်အခုထိထားပါဗောဒါဟိုဗျူဝမှုပထမဆုံးရလိုက်တဲ့ဟိုဗျူဝမှုလို့ပြောရမှာဗောနော်ပထမဆုံးရလိုက်တဲ့၄ထဲမှာအဲတက်မှ၄ထဲမှာဗောနော်ပထမဆုံးရလိုက်တဲ့၄ရဲ့ဒါစစတဲ့ခြေလန်းကအောင်မြင်မှုအကြီးနဲ့စတာဗောနော်စပြီးတော့ဒီနောက်ပိုင်းတွေမှာလည်းပို့ပြီးတော့မှဒါအောင်မြင်မှုတွေပို့ပြီးတော့ရလာလိမ့်မယ်ဗောအဲ့ဒီမှာ तू ကဟိုကိုတို့အမြဲတမ်းဟိုပြီးရရပိုင်ပြောနေကြလို့ပဲတော်တဖွဲတဲ့ ငါတို့နေမီထဲမှာဒီစကမ်းရှိတယ်ကွာငါတို့တော့ချပလိုက်မယ်မဟုတ်တော့ဘူးမဟုတ်တော့ဘူးလာညိုင်းတော့ငါတို့ငါတို့တွေဝိုင်းကြမယ်ဘယ်အောင်ပါလဲဆိုညည့်တိုက်တာကဓဝဲမှာနော်ဓဝဲကနေဆက်သွားလို့ရှိရင်ဓဝဲကနေမြစ်တာပေါ့မြစ်တာကနေထီဒီထီခီကိုမရောက်ခင်မှာအညာဘက်ကိုလမ်းခွဲဝိုင်းရင်သူကထီထစကမ်းကိုရောက်တယ်အဗျူဟာစကမ်းကြီးဗျူဟာစကမ်းကိုမှသူကစကမ်းတစ်လုံးနဲ့မဟုတ်ဘူးနော်ညီ၃လုံးခုရှိရဟုတ်တယ်၃ခု သုံးခုမှာဟိုဘက်အစွန်ဆုံးစခန်းနဲ့ဒီဘက်အစွန်ဆုံးစခန်းကကိုတိုင်းရဲ့နေမှာမီတာ900ကျော်ဝင်းကျင်တော့ဝေးတယ်။အဲ့မှာသူကခြေသုံးစခန်းမှာဟိုဒါဟိုပြောရမယ်ဆိုမတိုက်ခင်တော့ကလေဟိုမြေပုံလာပြီးတော့မှတယောက်ပြဘူးတယ်ပေါ့နော်။ပြဘူးတယ်ဒီကအချင်းလေးဘယ်လိုရှိလဲဆိုတဲ့ဟာမေးဘူးတယ်ပေါ့။မေးဘူးတယ်ဆိုရယ်ဒီဒီစခန်းကဟိုကိုကြောင်ရတယ်လို့ဆိုလိုတာမဟုတ်ဘူးဟိုလာပြီးတော့မှဟိုဖြစ်တော့အကြံပြုဆွေးနွေးဘူးတယ်ပေါ့နော်ဆွေးနွေးဘူးတဲ့ခါကျတော့အဲ့ဒီ ခြေသုံးကောင်ကသူကစနိုက်ပါတင်းလက်တာဒီကောင်ကစနိုက်ပါတင်းစနိုက်ပါတင်းပြီးတော့မှအလဲကောင်ကသူကလက်နက်ကြီးလုပ်တယ်လက်နက်ကြီးလုပ်ပြီးနောက်ဆုံးကောင်ကမှရွာနဲ့ကဲ့ရဲ့ကောင်ကမှသူကဗျွာမှုထိုင်တာအဲ့ဒီဗျွာမှုထိုင်တာမှာသူကဆက်သွေးမြောင်းကိုဘယ်လိုလှုပ်ထားလဲညီသူဒရုန်းနဲ့တွားပြီးတော့မှစကော့လုပ်ပြီးတော့မှကြိထားတဲ့ဓာတ်ပုံတွေပြပေးတယ်ကိုဒီလိုဒီလိုတော့ရှိတယ်အဲ့သူဆက်သွေးမြောင်းအပေါ်အပွင့်မဟုတ်ဘူးအပေါ်ကနေသူကဟိုဟာဒီကားရတာသူဝါဝါကြမ်းကင်းနေကားရတာ အောက်ထဲကလူသွားလို့ရှိရင်ဆက်သွေးမျောင်းနေမှာလှုပ်ရှားသွားလာမှုအပေါ်ကနေမမြင်အောင်ပေါ့တရားအဲ့လိုမျိုးတေချာလှုပ်ထားတဲ့စကန်းကုန်းနော်ဒါပေမဲ့ခဏလေးနဲ့ဒါအဲ့တော့စိတ်ဓာတ်ကဘယ်လောက်ထိယုံရင်ပျက်စီးနေပြီလဲဆိုတဲ့ဟာတစ်ချက်သွားပြီးတော့မှပေါ်တယ်ပေါ့နော်ပြီးရင်အဲ့ဒီထောက်ကျင့်မကောင်းတဲ့ဟာကဟိုအញ្ញံခံလို့သိကမရှိတာပေါ့နော်အញ្ញံခံလို့သိမရှိတာကအဲ့ဒီသုံးကုန်းမှာရှေ့တကုန်းရပြီဒုတိယတကုန်းရပြီနောက်ဆုံးဘီဝမ်ဘူး ်ဘီယော်မှုဖမ်းမိတဲ့ဂုံတကုံးပဲကြံတော့တယ်ကြံတဲ့ချိန်မှာ तू ကလက်နဲ့ချဖို့တောင်းဆိုတယ်ပြောတယ်ဒီဘက်ကအဖွဲ့ရဲ့ AC လက်နဲ့ချမချဘူး AC လက်နဲ့ချမချဘူးမချတော့နောက်တော့အတင်းဝင်လုံးပြီးတော့မှတိုက်တိုက်ပလိုက်တိုက်ပလိုက်တော့ဘီယော်မှုအရှင်ရရတဲ့ခါကျတော့ညီလေးတို့ကိုတို့တီးထားတဲ့အတိုင်းပေါ့နော်တီးထားတဲ့အတိုင်းပေါ့ဆောက်ချုံမပြေတော့အတမ်းရှူတော့အေးပေါ့အတမ်းမရှူအောင်လှုပ်လိုက်ရတယ်ဒါလဲ तू ကဟိုတော်တော်လိုင်းတက်ဖွဲ့တွေက ဟိုနိုင်တဲ့စီနေပြုလုပ်ခဲ့တာမဟုတ်ဘူးပေါ့နော်ကြားသိရတဲ့သတင်းတွေရဘယ်လိုလဲဆိုတော့အဲ तू ကဖမ်းမိတဲ့လူတွေ ਨੇ ဒီသူတို့ရရှိတဲ့လက်နဲ့နဲ့လက်နဲ့စီရမိတဲ့လက်နဲ့နဲ့ကမမျှဘူးမမျှဘဲနဲ့လက်နဲ့ရည်တွေကနဲနေတယ်နဲနေတော့ဒါဒီဂုံးကဗျူဟာမှုကြီးဆုံးဆိုဗျူဟာမှုမြတ်တိမလားဆိုတော့စိတ်နေပေါ့နော်တော်လိုင်းတက်ဖွဲ့တွေက AC တွေမေးတယ်မေးတဲ့အချိန်မှာဗျူဟာမှုကဒီလိုမျိုးမချေမငံပြန်ပြီးတော့မှာ ပြောတရားလားပြူတရားလားပေါ့နော်ငါတော့မိလူတော်မိနေပဲပါလားလူတော်မိနေပဲမင်းတို့ဘာလို့ပြောရမှာလဲဘာဖြစ်ရညာကြိုက်တယ်လို့လို့တို့ဘာလို့ပြီးတော့ तू ကဒီတိုင်းထိုင်ပြီးစကားပြောဖို့မမှုပဲနဲ့တို့ထပြီးတော့မှလူတယောက်ကိုထထိုးမယ်ပေါ့တို့ဒီလိုထိုင်နေရတယ်ဒီလိုထိုင်တာလာလို့ပြတာအဲ့လိုမျိုးထိုင်ထားလို့တော့လေမတတ်နိုင်ဘူးပေါ့ဟုတ်တယ်ပါဒါကိုဘာသူ့လက်သူ့မှာဘာစိတ်ရှိမှန်းမသိဘူးလေကိုတော်လိုင်းတက်ဖွဲ့တွေကတယောက်ယောက် နားအနားမှာရှိတဲ့ဟာတစ်ခုနဲ့ကောက်လုလိုက်လို့အသက်ဆုံးရှုံးဒီလိုကိစ္စမျိုးနဲ့တုံမှန်တယောက်ကလုလို့အသက်ဆုံးရှုံးခံရတယ်ဆိုတော့ဘလို့မှဖြစ်စရာအကြောင်းမရှိဘူးလေအဲ့ဒီတော့ကိုဘက်ကဒါဘေးကလုံညုံရင်းရ ဟိုသတိရှိတဲ့လူကချက်ချင်းထပြီးတော့မှတုံ့ပြန်လိုက်ရတာပေါ့ဒီလိုဖြစ်သွားတဲ့အခြေအနေမျိုးအဲ့တော့ဟိုဖမ်းမိရင်လည်းဆောက်ချိုးပြပြလေးတော့နေကြပါလို့ဒီနေ့ကိုပြောတာသေးတယ်မိရင်တော့ဆောက်ချိုးပြနေလို့အဲ့ဒါဟိုသူကမန်မချောက်ဘူးမန်မချားပဲနဲ့ဒီလိုမျိုးတော့နောက်ဆုံးကုန်းဟိုဘာဖြစ်တဲ့အချိန်မှာတော့အလံမြူမထောင်မဲနဲ့ဘွဲရည်ဆိုလည်းဘလို့မှဟိုတော်လိုင်းတက်ဖွဲ့အနေနဲ့ဘလို့မှစိတ်ချတဲ့အကြောင်းမရှိတော့ဘူးဟိုဗျူဟာမှုတော်ဒီလိုလုပ်တယ်ဆိုတော့အောက်ကောင်နေလေဟိုဟိုဘာဖြစ်ရမှာပဲဆိုပြီးတော့မှဒါအချင်း တော်တော်ကြီးကိုထိန်းသိမ်းသိမ်းထားရမယ်နေသားဖြစ်သွားတာပေါ့ဟုတ်ဟုတ်ဆောက်ချုံးမပြေတာပါဆောက်ချုံးဒီကဆောက်ချုံးမပြေတာပြီးရင်ထိုင်းသားလောက်တာဝါသနာပါနေတာပေါ့အဲ့တော့မတတ်နိုင်ဘူးပြီးတော့အဲတပ်ဖွဲ့တွေကတော့ဘယ်သူမှအဲ့လိုမျိုးလက်လွတ်စွာပဲမလုပ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါပထမဆုံး ဒီ viewer စကန်ကုန်းသိန်းအောင်ဝဲလည်းဖြစ်တယ်ပြီးရင်အရှင်ရမိတဲ့ဒါအရာထူးအကြီးဆုံးကောင်လည်းဖြစ်တယ်ပေါ့နော်အဲကြအဲ့လိုကောင်မျိုးကိုစစ်စစ်မေးမြန်းတဲ့အခါရရှိလာမဲ့အဖိုးတန်တဲ့အချက်လက်တွေကအများကြီးရှိတော့အားလုံးအသိလာပြီးသားအဲ့တော့ဘသူမှမလုံရှင်ဘူးဒါပေမဲ့လည်းဒီကောင်ကိုယ်တိုင်ကစတောင်းဆိုတဲ့ပုံစံဖြစ်သွားတော့မတက်နိုင်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကဒီ ball care ပေါ့နော် ball care မျိုးတွေတဲ့ကဒါ wamlan test scan ကိုတိုက်ခိုက်တာပေါ့နော်အဲ wamlan တိုက်ခိုက်တာအဲ့မှာအဲတိုက်တိုက်တာကတော့သူကအဲ28ရက်နေတိုက် တိုက်ပြီးတိုက်တဲ့အချိန်မှာဒါတော်တော်လိုင်းတက်ဖွဲ့တွေဘက်ကလက်နက်ခရမ်းအေးနဲတယ်ပေါ့နော်ရန်ရနဲတော့ကြတော့သူပြန်ဆုတ်လိုက်ပြန်ဆုတ်လိုက်ပြီးအဲ့မှာပြန်ပြီးဖွဲ့စည်းတယ်အင်အားတွေပြန်ခွဲတယ်လက်နက်ခရမ်းပြန်စုဆောင်ပြီးတော့ပြန်ပြီးတော့30ရက်နေမှာပြန်တိုက်တဲ့အချိန်ကျတကောင်းမှမရှိတော့ဘူးအလောင်းလေးလောင်းကြံခဲ့တယ်ပြီးရင်ကခရမ်းနေကြံခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်ကျောင်းကနှမျောတာနှမျောတာဆိုတာဒီ28ရက်နေမှာသာအောင်မြင်အောင်တိမ့်ပိုက်လိုက်နိုင်တယ်ဆိုရင်သူအများကြီးရ ဒါအလောင်းလက်လည်းအများကြီးရမယ်စစ်တုံးမန်းနေလည်းရှင်ရှိမှာပေါ့နော်ပြီးတော့ကျတော့အခုဆိုရင်ဒါသူကခြံခဲ့တဲ့ပစ္စည်းပဲရခြံခဲ့တယ်ဆိုတာလည်းခုနလိုဒါကြည်တို့ခဲရနေနေပေါ့နော်အဲ့လိုဟာမျိုးကပဲအဲ့ဒါလက်နဲ့တော့မရလိုက်အဲအဲ့လိုမျိုးပုံစံမျိုးဖြစ်သွားသူတို့ထွက်ပြေးချိန်ရသွားတာဟုတ်အဲ့ကျတော့ထွက်ပြေးတဲ့ချိန်မှာကိုစကန်ကိုကစကန်ကိုပြန်တက်ရှင်းတော့ကျတော့ဘာမှမကြံတော့ဖြစ်သွားပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကိုပြေဆုံးစေချင်တာအဲ့ဒါလေးပါအဲကျွန်တော်ဒါပြည်သူလည်းသိအောင်လို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတပ်ဖွဲ့တွေမှာပြည့်ပြည့်စုံစုံနဲ့ တိုက်ပွဲဝင်ရမယ်ဟေးဆိုရင်စကန်းတစ်ခုတစ်ရက်အတွင်းသိမ်းနိုင်တဲ့အရေးချင်းလည်းရှိဟိုလုံးဝတနအိတွင်းချနိုင်တဲ့အရေးချင်းလည်းရှိတယ်ဗောနော်ဒါပေမဲ့ခဲရန်အင်အားမလောင်ငှမှုတွေကြောင့်မလို့ခုနလိုပြန်ဆုတ်လဲရတဲ့ခါကျတော့ရမယ်အကျိုးမြတ်တွေဗောနော်ဆုံရှုံွားရွန်နှဲွားဗောနော်အဲအကျိုးမြတ်တွေဒါနည်းနည်းလေးပဲရလိုက်တယ်ဆိုတော့ပုံစံမျိုးဖြစ်နှမျောတော့ပြောကြတော့ဒီစကန်းဆိုလဲဒါသူက2023မှာလဲတစ်ခါတိုက်ဘူးတယ်2024မှာလဲတစ်ခါတိုက်ဘူးတယ်အခုလဲတစ်ခါပြန်ကျုံးတယ်ဗောနော်အဲ့မှာပြောရရင်ဒီစစ်ကောင်စီဘက်ကကောင်နေဗောနော် အချိန်ချင်းတိုက်ခံရတဲ့စကံဖြစ်တာတောင်မှပဲဒီကောင်းနေကောင်းမွန်အောင်မပြင်ဆင်နိုင်ဘူးဆိုတော့အချက်ပေါ့နော် ပြင်တော့ပြင်ဆင်လိုက်မယ်ဒါပေမဲ့ဒီကောင်းနေလုံးဝအဲဒီဥစ္စာကိုအောင်မြင်မထိန်းနိုင်ဘူးပေါ့နော်ဒီဘက်ကတက်ဖွဲ့တွေကတစ်ခါမရဘူးလားနှစ်ခါတက်ရင်နှစ်ခါမရဘူးလားသုံးခါတိုက်မယ်ဆိုရယ်စိတ်နဲ့ချတာပဲပေါ့နော်အချိန်တန်တော့ရတယ်ဆိုတဲ့ဟာကိုပြောချင်သူရှေ့ရနေပြီးတော့တိုက်ခံရတယ်အာငါတို့ဒီချိန်ဒါ2023တော့တိုက်တယ်ဘယ်ရတိုက်တယ်ဘယ်လိုလုပ်မလဲ24မှာတိုက်တယ်ဘယ်လိုလုပ်မလဲအခု25မှာထပ်တိုက်တယ် တေချာဖို့ပြင်ဆင်တော့ဟိုကဒါမဲ့လည်းလုံးဝမရဘူးအောင်အောင်မြင်နေပါတော့အဲ့မှာကျွန်တော်ဗီဒီယိုထဲမှာတွေ့တော့လေဟိုခုနပြောတဲ့အချက်ကိုကျွန်တော်တွေ့အဲ့ဒါကသူကအခုနောက်ပိုင်း drone ရံကိုကြောက်တော့ကြတော့ဆက်သွေမျိုးကျွန်တော်အရင်လိုမျိုးဒီလုံးဝဟာလာဟင်းလေးအမိုးပြမဟုတ်တော့အဲပစ်ချင်းနေရာလေးမှာပဲသူကအပေါက်ဖောက်ထားပြီးတော့ကျန်တဲ့နေရာအကုန်လုံးသူကဝကက်တင်နေပြရတဲ့အပေါ်မြေကြီးဖို့လေအဲမဲ့အထက်အောက်ထက်မှာဘလို့သွားနေလဲမမြင်ရဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်ထားရပေါ့နော် အဖွဲတွေကလည်းအဲ့အပေါက်ထဲကိုကြည့်ပဲတဲဆောနေတာပေါ့နော်တဖုံဖုံဆိုတော့ဒါပေမဲ့အဲ့ဒါကန့်သက်ချက်ရှိတော့ရှိအဖွဲတွေဘက်ကကန့်သက်ချက်ရှိပေါ့နော်ဟိုဘက်ကကောင်းနေနည်းနည်းညံကောင်းတယ်ဆိုပြီးပြောအောင်ပေါ့ဒါကကြည့်ရတာခုနစကန်တစ်ခုမှလည်းတွေ့တယ်အခုဒီဒီဝမ်လန်စကန်မှလည်းတွေ့တယ်ဆိုတော့ရောင်းနေစီမံချက်နဲ့လုပ်နေအဲ့အထက်ကနေပြီးတော့ အဲဘယ်လိုမျိုးပုံစံလုပ်ပါဘယ်လိုပြင်ဆင်ပါဘယ်လိုစောက်ပါဆိုပြီးတော့စီမံချက်ပေးထားတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲဥစ္စာကတော့ဒါနောက်ပိုင်းထူးခြားတဲ့ဒီကောင်လေးရဲ့ပြင်ဆင်မှုပုံစံလေးတွေ့တာပေါ့ဒါမဲ့လည်းတစ်ခုကောင်းတာသူကသူဘလောက်ပဲပြင်ဆင်ပြင်ဆင်လုံးဝထွက်ပြေးတာပဲပေါ့နော်ထွက်ပြေးတဲ့အစ်ပေါ့နော်ပြီးရင်ဒါသူတို့ထားခဲ့တဲ့ထင်မှာဒါစစ်သားအလောင်း၄လောင်းတွေ့တယ်ဆိုတော့ရဲဘော်ရဲဘက်စိတ်မရှိတဲ့ဟာကိုလည်းမြင်ရလုံးဝဒါအမှန်ဆိုရင်အချိန်ရတယ်သူတို့အချိန်ရပြေးဖို့အချိန်ရတယ်လေ သူတို့နှစ်ရက်အချိန်ရလိုက်တယ်ကွာ28ရက်နေမှာသူတို့စကန်မကြပါဘူးမကြတဲ့အချိန်မှာ30ကျော်မှပြန်တိုက်တယ်အဲ့ကြောင့်29 30ပေါ့နော်အဲ့ရက်တော့တင်းမှာဒါသူတို့ဒါပြေးဖို့အတွက်အချိန်ရတယ်ပြင်ဆင်ဖို့အတွက်အချိန်ရတယ်ဒါတော့မှပဲယူမသွားဘူးဒီအလောင်းတွေကောင်းကောင်းမွန်မြင်မြုပ်သွားမျိုးမရှိဒီဟာတော်တော်ကိုသူတို့ကြားထဲမှာပေါ့နော်ရဲဘော်ရဲဖက်စိတ်ဆိုတာမရှိဘူးပေါ့နော်ပြင်သူတို့ရဲ့မိသားစုတွေအတွက်တော့ကကိုစားသနာတာဟုတ်တယ်ကိုစားသနာတာမင်းတို့ရဲ့လင်ယောက်ကြားတွေကအဲ့လိုအဖြစ်မျိုးကြုံနေရတယ်ပေါ့နော် သူတို့အချင်းချင်းကြားတော့မှပဲဒီလိုမျိုးဒါအပါခေါ်သွားတာမျိုးမရှိတဲ့ဟာမျိုးတွေကိုကြုံနေရရဲဆက်ဆက်ဆွန့်ပစ်ခံရတဲ့အနေထားကြီးကြုံနေရဆိုတော့ဒီဒီသူတို့ရဲ့မိသားစုတွေကိုသိစေချင်တာပေါ့နော်အကြဖွေးရောက်ကြတယ်ဘာလို့လို့ကောင်းတယ်ကိုဘပါကြီးဘာလို့လို့ကောင်းတယ်ဆိုရင်တော့လေတမျိုးပါဒါလည်းနောက်တဲ့အောင်ပွဲတစ်ခုဟုတ်တယ်ဒီကောင်းနေချင်းပြရတာလေရှာပါတမတက်နေပြီဆိုတော့အဲ့လိုပဲအဲ့လိုပြောရမလို့ဖြစ်နေအဲ့ဒီအတိုင်းမန်ကြီးတွေအခုဒီကွန်ကရစ်မှာတိုက်ပွဲဖြစ်နေလက်ရှိဖြစ်နေပေါ့နော်ဖြစ်နေတဲ့အချိန်မှာဒီကွန်ကရစ်ကနေပြရမှာဒီဘက် အတင်ငန်းကြီးနောင်ဘက်ကိုလာတဲ့တချို့ဟိုကားရက်ကားတွေရှိရပေါ့ရက်ကားတွေရက်ကားသမားတချို့ကပြောပြကြဲရဆိုလို့ရှင်ဒီအဲ့ကော့ဂရိတ်အထွက်ဖက်မှာဒီဟိုတင်ငန်းကြီးနောင်ဘက်ကိုလာတဲ့အထွက်ဖက်မှာဆိုလို့ရှင်ဒီ dead body တွေကဒီခွေးလောင်းတွေကလမ်းမေးမှာဒီတိုင်းပဲတဲ့ဟုတ်ပလေဒီတိုင်းပဲသူတို့တွေးခဲ့တယ်ပေါ့နော်တော်တော်များတယ်လို့ဒီရက်ပိုင်းမှာလာတဲ့တယောက်ကပြောပြတော်တော်များများတွေးခဲ့ရလို့ပြောတာပေါ့အဲ့တော့သူကဟိုဟိုတရက်ကတော့သူပြောပြသေးတယ် အကင်းပြည်နယ်ဘက်ကိုကိုတို့ရှေ့တန်းဝင်တော့တော့မှဒီလူ140လောက်တစ်နှစ်လုံးမှာလူ140လောက်ဒဏ်ရာရအောင်အသေးပြောက်အဲ့ထဲမှာအကြီးဆုံးကဘိုးကြီးပဲပါတာဒါ ው ဓာတ်ပေါ်ကြီးကိုတခြားဟိုစနစ်တကျမြေမြုပ်တကြိုပြီးတော့မှလှုပ်ခေရတာဗောနော်ဒါပေမဲ့ဒီနေ့ဒီချိန်မှာသူကအယိုးပြလည်းမမျော လင်းနဲ့ဘာမှဘာမှကိုမမျောလင်းတော့ဘယ်နေရာမှာဘလို့ပုံစံနဲ့ဆိုတာဟိုဘလို့ပုံစံနဲ့တည်သွားတယ်ဆိုတာကိုမိသားစုဝင်ကဘလို့ဖြစ်သွားတယ်ဆိုတာတော့တီးခွင့်မရတော့ဘူးဗောနော်ဟုတ်လားအဲ့ဒီဟာအဲ့တော့ရှစ်ဆက်ပြီးတော့မှဒီ မေအွန်လိုင်းအလုပ်ကိုဆက်လုပ်နေပေးနေအောင်မယ်ဆိုရင်တော့ဒါမင်းတို့ထိုင်တယ်မင်းတို့ကံမယ်လို့ပြောချင်တာပေါ့ဟုတ်တယ်ပြီးတော့နောက်တစ်ခုကညီလေးသွန်းနာပြောတယ်အဖွဲ့ကြီးရဲ့ဟိုမပြည့်စုံခြင်းပေါ့နော်မပြည့်စုံခြင်းကြောင့်ဒီစခန်းကိုတခါတည်းကျရင်သွားသွားတိုက်လိုက်သွားပြီးတော့ဟိုကလှုပ်လိုက်ဟိုជីជីချွေလိုက်ပြီးတော့ပြန်ပြီးတော့မှဟိုပြန်ဆုတ်လာလိုက်ပေါ့နော်ဒီလိုမျိုးလှုပ်ခဲ့ရတာဒီအများကြီးပေါ့အများကြီးဆိုတော့ဟိုနေ့ကဓာတ်ပုံလေးတပုံတက်လာတယ်သူကဟိုအရက်ဝက်နဲ့အရက်ဝက်နဲ့ဒီ equipment ပတ်ပြီးတော့မှ ဟိုဖြစ်နေတာပေါ့ဟိုတိုက်တိုက်နေတာပေါ့အတိုက်နေချိန်မှာဘောမားတွေကဘာဝင်းရေးလဲဆိုတော့အရဲဝဲဝဲပြီးတော့တိုက်နေတာအလကားမဟုတ်ဘူးပေါ့နော်မန်တကယ်ကိုရီးယားမပြည့်စုံတော့မပြည့်စုံတော့ယူနီဖောင်းကိုဦးစားမပေးဘဲနဲ့ကြီးစံကိုဦးစားပေးလိုက်တာမန်တကယ်ယူနီဖောင်းမိုးမထုတ်ဘဲနဲ့ဒီယူနီဖောင်းမိုးကြီးစံဝယ်လိုက်ဆိုပြီးတော့မှအရဲဝဲနဲ့ပဲရှိတဲ့ဝယ်စားနဲ့ပဲတိုက်တာပေါ့နော်ဒါဟိုဒီကောင်တွေကဘာပြောလဲဆိုတော့ပြီးတစ်ခုခုဖြစ်လို့ရှိရင်အရဲသားကိုပြစ်မဲ့ပြည်သူကို စစ်တပ်ကနှိမ့်ဆက်ပါတယ်ဆိုပြီးတော့မှမင်းတို့ကဝါဒဖျက်အောင်မယ်ပါညာတော့ဒါဟိုစိတ်မကောင်းစရာလေးပေါ့နော်ကိုကိုစီကလူတွေကအမှန်တကယ်တော့ဟိုအရသာအသွင်ယူပြီးတော့ပြည်သူလူထုအသွင်ယူပြီးတော့မှစစ်တပ်ကိုတော့တိုက်ချင်တဲ့စိတ်တိောက်မှမရှိဘူးယူနီဖောင်းပြေးပြေးစုံစုံလုံးဝကိုជីကာအင်ကြီးជីကာအုတ်ထုံးတွေကိုတေချာသွားကျင်တာပေါ့နော်အဲဒါမဲ့မပြေစုံတဲ့အခြေအနေတွေဖြစ်လာတဲ့ခါကျတော့ဒါလည်းပြည်သူလူထုအနေနဲ့မပြေစုံတဲ့အဖွဲ့တွေကိုဒါပုံမှုပြီးတော့မှဒီဒီနှစ်ထဲမှာပေါ့နော်ဒီနှစ်ထဲမှာ ရှိတာလို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကတော့ဒါလေးပဲတက်နိုင်ပါတယ်သူနေ့ကအတိတရားပြောသူကကျွန်တော်ကတော့ဒါလေးပဲတက်နိုင်ပါတယ်ဗျာဆိုတာလေကျွန်တော်ကတော့ဓာတ်တက်ပို့ပြီးတော့တက်နိုင်အောင်ကြိုးစားမယ်ဗျာဆိုတော့စိတ်နဲ့ဟိုယုံညသေးရင်လည်းပြောနေတာပေါ့နော်ဟုတ်တယ်ဟိုကျွန်တော်ရှေ့မှာပြောဘူးလေဒီ uniform နဲ့ပတ်သက်လို့ uniform ကအရေးမကြီးဘူးဆိုရပြောတဲ့အဖွဲ့တွေကိုမြင်ရတွေ့ရတဲ့ခါကျတော့မဟုတ်ဘူး uniform အရေးကြီးရဘာကြောင့်အရေးကြီးလဲဆိုတော့စစ်ကောင်စီကဒါမျိုးပုံစံမျိုးတွေတတ်မှတ်ထားတာရှိတယ်ဒီလိုဆွဆွဲတာတွေရှိတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဟိုနေ့ကနေမှပြောပြတယ် အဲ့ဒါဒီစစ်ကောင်စီကပြောတာအဲတွေ့လားအဲ့လိုပေါ့နော်အဲဒီရွာထဲမှာနေတယ်ပေါ့နော်ပြီးတဲ့ကနေတော့ရွာထဲမှာနေတယ်အရဝင်းနဲ့နေတယ်အဲအဲ့နေရာကိုကျဲပြီဆိုတဲ့ခါကျတော့သူတို့ကတော့လစ်သွားတယ်ပေါ့နော်အဲပြီးသူတို့တစားကန်လုတ်တယ်ပြီးသူပဲတည်တယ်ပေါ့နော်အဲပြီးရင်အဲတကယ် ဒါ PDF တက်ဖွဲ့ရေးသိတယ်ဆိုရင်လည်းပြည်သူဆိုပြီးတော့ပဲလှုပ်အောင်မယ်ဆိုပြီးပြောတဲ့ဟာပေါ့နော်အဲ့ဒါကခုနပြောလို့ပေါ့မပြည့်စုံလို့ဖြစ်နေတဲ့အနေဒါဟုတ်တယ်တခုခုဆိုရင်ဦးစားပေးရမယ့်ဟာကလက်နက်တွေခေရန်တွေဖြစ်နေတဲ့ data မလို့ဒီလိုဖြစ်နေတာဒါပေမဲ့လည်း uniform အရေးကြီးတယ်ဆိုတဲ့ဟာပေါ့နော်တိုက်ပြပါလိမ့်မယ်နောက်ပိုင်းကျရင်ပေါ့နော်တိုက်ပြလာပါပါလာပါပါပေါ့နော်အဲ့တော့မြို့ရဲ့ပြောစရာအပေါက်တွေကိုလို့ဒါဒီဘက်ကတက်ဖွဲ့တွေအကုန်ပိတ်ပြနေပြီပေါ့နော်အဲ့ဒါတော့ဒါကြောင့် အာတိုက်ပွဲအောင်မြင်မှုတွေစခန်းသိမ်းအောင်မြင်မှုတွေနေ့စဉ်ရက်ဆက်ရှိရတဲ့ကဒါလည်းနောက်ထပ်ပြောစရာကြံနေတဲ့ဟာပေါ့အဲအဲ့လိုမျိုးပြောပြောလို့ဒါတစ်ဖက်မှာအားရစရာဖြစ်နေတယ်ဆိုပေမဲ့နောက်ထပ်တစ်ဖက်မှာရည်စရာလည်းရှိတယ်လို့ပါအဲ့ဒါဘာဟာရပါလဲဆိုတော့သူ့ရဲ့စောင့်ကြည့်နေတဖြည်းဖြည်းပေါ်လာတယ်ပေါ့နော်အဲဒီအဲငလင်ဘေးအကြောင်းမလို့ဒါပြပနေလာလှူတဲ့ပစ္စည်းပစ္စည်းရှိဒါကေဆေးပစ္စည်းရှိတယ်စားနေရိတ်ခါရှိအဲဥစ္စာတွေပထုတ်ပြီးတိုင်းပုံလာပေါ့နော် အဲ့ဥစားတိုင်းပြက်စီးယိုရင်းသွားတဲ့အထိဒီကောင်ပြစ်ထားမဲ့ပုံစံမျိုးအချို့ကြေးရွာတွေတကယ်ခံစားရတဲ့နေရာတွေကိုလည်းဒီပြစ်စီးတွေကမရောက်ဘူးသွားကုမဲအဖွဲတွေဆိုရင်လည်းသူကကန့်သက်ထားတယ်မသွားခိုင်းဘူးပေါ့နော်ဒါပေမဲ့ဒီဗီရောမှာအဲ့လိုပုံထားလို့ဒီဗီရောကဝန်ထမ်းတွေရလားဆိုတာလေဝန်ထမ်းတွေလည်းမရဘူးတာလဘက်ကာပြီးတော့တာလဘက်မိုးပြီးတော့လမ်းဘေးမှာနေနေရတဲ့ပုံစံမျိုးတွေရှိရအောင်နော်အတူရဲ့လောက်ရက်တွေတဖြည်းဖြည်းပေါ်လာတဲ့အာတပုံမှတ်တမ်းတွေလည်းတွေ့လာရတယ်နောက်တစ်ခုကဒါယာပြည့်အဲဒီကဘုရားယာပြည့်ဒါ ် VDA တက်ဖွဲ့ပေါ့နော် VDA အပါ NUG ပါဝင် VDA အဖွဲ့ဘယ်သူမဆိုဘယ်ဘွဲ့မဆိုဒါတွဲဆောင်ဆွေးနွေးမယ်ဆိုပြီးတော့ဒါသူပြောသူအဖွဲ့ပါလဲဆိုတာစေမြို့သားစီယုံရေးနဲ့ဒါငင်းငယ်ပေါ်ဆောင်မှုကော်မတီအဲသူကဥက္ကဋ္ဌပေါ့ဥက္ကဋ္ဌအဲဒါရာပြိကအဲ့လိုမျိုးပုံစံမျိုးဖွင့်ဟလာဒါပေမဲ့မိုင်ကြီးခွဲတဲ့စကားနဲ့ပြောတာနော်သူပြောတဲ့ပုံစံဘယ်အဖွဲ့နေနေလာခဲ့ပါဘောနော်ဆွေးနွေးမယ်ဘယ်နေရာမှာပဲဆွေးနွေးရဆွေးနွေးရအသိရှိတယ်ပေါ့ ကျွန်တော်ထင်တယ်အဲ့လိုဆွေးနွေးရဲပါအောင်လားဆွေးနွေး तू အခုအဲအနေတော့မထွက်ရဲတတ်ကောင်းတယ်အခုဆွေးနွေးဟို NUG တို့ PDF တို့ကလည်း तू ဆွေးနွေးမဲ့နေရာဟိုဟာဖြစ်တာကြီးဖိတ်ခေါ်ထားပြီလာခဲ့ပါလေအာဂျင်တီးနားမှာဆွေးနွေးမယ်တဲ့အာဂျင်အာဂျင်တီးနားကိုလာခဲ့ပါလေအာဂျင်တီးနားမှာနှစ်ဖက်တွေ့ဆိုပြီးတော့ဆွေးနွေးပါမယ်တဲ့ရပြီတော့ဒီကောင်းလေးအခုနောက်ပိုင်းဒီ PDF ပြီးရင် NUG အဲဒီအရာတွေကိုတွင်တွင်ကြည်ကြည်သုံးလာတယ်တွေ့ရတယ်ပေါ့နော်အဲဥစ္စာကတကယ်ပြောရင်တော့ကျွန်တော်ဒီဘက်ကတူလိုက်တက်ဖွဲ့တွေကအဲလှုပ်အားနှုံးအောင်မြင်မှုလို့ပဲပြောရမှာပေါ့နော်အရင်တုန်းကလုံးဝစကားတွေကိုထည့်မပြောတဲ့ကောင်တွေကအခုဆိုရင်ဇိုးဝင်းကလည်းပြောတယ်မင်းအောင်လည်းလည်းပြောတယ်အခုယာပြေးကလည်းပြောတယ်ပေါ့နော်သူတို့ဘက်ကရှိတဲ့ကောင်တွေအကုန်လုံးအကြီးပိုင်းတွေအကုန်လုံးကဒီဥစ္စာကိုလက်ခံသွားတယ် ဗီဒီယိုအင်အားကြီးလာတယ်ဆိုတော့ဟာကိုသူတို့လက်ခံသွားတယ်။အဲ့ဒါအကြောင်းမလို့လေတခြားတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒန်းတူဆက်ဆံရမယ့်နေသားဆိုရင်သူတို့ထည့်ပြောလာတာ။ပုံမှန်ဆိုပြောမှာမဟုတ်ဘူး။ဟုတ်တယ်။အဲအေးအေးဆိုရင်အေးသူပြောလိုက်မယ်။အဲဒါဒီ KN ဆို KN ပြောလိုက်မယ်။အခုကြတော့မဟုတ်ဘူး။ဗီဒီယိုမှာပါလာ။ဗီဒီယိုမှာပါရင် energy လည်းပါရတာပေါ့။အဲဒါကျွန်တော်တို့အောင်ရဖို့ပဲပေါ့နော်။ဒီကောင်းတိကိပေါ့လို့ဝေစားနေတော့ဒီကောင်းတိ။ဒီဒါတော့၄နှစ်ပဲရှိသေးလို့နော်။၄နှစ်၄နှစ်သားပဲရှိသေးလို့ဒါတရားဝင်ဖို့ကို ိုရင်ခေါ်ပြီးတော့မှလိုလိုချင်တဲ့ဟာဟိုဖြစ်ပါမယ်ဒါကလည်းဟိုဒီဘက်ကဟိုဘလို့မှဟိုမဖြစ်တဲ့ဟာပေါ့နော်ဘလို့မှလက်မခံတဲ့အကြောင်းတရားဟုတ်ဒီဘက်ကလိုချင်တာကတော့အဓိကပြက်သားချင်းဟိုပေါ့နော်ပြက်ပြက်သားသားအရှုံးပေးတာဟိုပဲဒီဘက်ကလိုချင်တာပေါ့နော်စစ်တပ်ရဲ့တွဲဆုံညှိနှိုင်းရေးကအဖြေရှာရေးအဖြေထွက်ခဲ့တဲ့တမိုင်းကဘယ်တော့မှမရှိခဲ့ဘူးတွဲဆုံညှိနှိုင်းရေးကဟိုခေစားနေတဲ့ ိုပိုးကြီးဆန်တခြင်းတော့သူဝဲလက်လေးပဲသွားမှာပဲဝဲလက်လေးလေးပဲထားမှာဝဲလက်လေးလေးထားယူရရင် तू ဘာလုပ်မလဲ तू လူစုမယ်လက်လက်ခင်းရဟွာဖြစ်မယ်ပြီးအပြည့်ရထားလို့ဆိုပြီးကမှ तू သူကားတွေကတနိုင်ငံလုံးအေးစေးစေးအလံတွေလွှင့်ပြီးတော့မှစစ်ကားကြီးတွေသွားလို့ရမယ်သွားပြီးွားရင် तू လိုတဲ့နေရာရိတ်ခါတွေပုံမယ်ခရရနေပုံပဲအတူအင်အားပြည့်ပြီဆိုတဲ့ခါကျရင်ဝဲဝဲလက်လက်ဖြစ်နေဇပွဲဘောလူတွေကိုသူနည်းနည်းလေးရန်ရန်စကားလေးပြောလာမယ်ပြောလာပြီးွားပြီးပြန်ချမယ် ဒါပဲပေါ့နော်ဒီလိုနဲ့ပဲဟိုတိုင်းသားလက်နက်ကင်တွေကိုဒီလိုမျိုးထိန်းချုပ်လာခဲ့တာတွေဖြစ်တဲ့လေဒီဒီနောက်ဆုံးအချိန်ကတော့တိုင်းသားဘယ်တိုင်းသားလက်နက်ကင်ရမှာလဲလက်မခံတော့ဘူးဘယ် PDF မှာလဲလက်မခံဘူးဘယ် NUG မှာလဲလက်မခံတော့ဘူးပေါ့နော်အဲ့တော့ကော်မဏီနဲ့အရှုံးပေးဖို့ဒါစဉ်းစားထားလို့ပဲပြောချင်တာပေါ့ဟုတ်တယ်ဒီကတော့ဒီဘက်မှာဒါတော်လိုင်းဒါ NUG အစိုးရအနေနဲ့လဲသူကအချက်6ချက်ထုတ်ပြန်ထားတယ်ပေါ့နော်ဒီ6ချက်ကိုမင်းတို့လိုက်နာနိုင်တယ်ဆိုရင်တော့ဆွေးနွေးမယ်တွေ့ဆုံမယ်ဆွေးနွေးမယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့အလုံးဝ ဒါဖြစ်လာစရာအကြောင်းမရှိဘူးဗောနော်ဘာလို့လဲဆိုတော့ရှေ့ပိုင်းကာလတစ်လျှောက်လုံးမှာဘုံပြောလို့ယုံကြည်ရတဲ့အကွက်တကွက်မှာတကောင်နေမနှင်းခဲ့ဘူးဗောနော်အယူကွက်ကြီးနှင်းခဲ့အဲ့ကြဒီအယူနဲ့ဆွေးနွေးဖို့အတွက်ကတော့စဉ်းစားစရာဘုံမလိုဘူးဗောနော်ဒါပေမဲ့ဒီပြည်သူလူလားတဲ့ပုံစံမျိုးဒီချမှတ်ထားတဲ့အချက်၆ချက်ကိုလိုက်နာပါမယ်ဆိုတဲ့ပုံစံမျိုးဆိုရင်တော့ဆွေးနွေးပွဲကဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲ့လိုမျိုးဖြစ်လာနိုင်မှုဆိုတာလည်းမမြင်ဘူးဒီကောင်နေရဲ့ပုံစံကအဲ့လိုအဲ့လောက်ထိကိုဒီကောင်နေက စင်ပြေမဲ့ကောင်တွေမဟုတ်ဘူးပေါ့နော်အခုတော့မှသူက magic ခွဲတဲ့စကားမျိုးနဲ့ပြောချင်တာပေါ့နော်အဲ့တော့ကျတော့ဘာမှမဖြစ်ဘူးမင်းတို့ထိုင်ထားတွေလှုပ်ကြအဲ့ဒီကတော့လက်သီးတွေကိုခုန်နေရင်တော့မသိတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်ဒီရက်ထဲမှာငါတကယ်အားရစရာကောင်းတဲ့အချက်တွေပေါ့နော်အာစစ်ကောင်စီကတော့ခုနလိုမန်ရိုင်းဆုပ်ပဲတဲ့လုပ်ရည်တွေကတော့တောက်လျှောက်လုံးနေလုံးပဲပေါ့နော်အခုဆိုလေဒါဖုန်ကြီးเจ้าတွေကိုကျဲတယ်စာသင်เจ้าတွေကျဲတယ်အဲ့လိုပုံစံမျိုးတွေလုပ်နေတယ်ကလေးငယ်တွေပါတယ် ဒါပေမဲ့ဒီဘက်တစ်ဖက်မှာလည်းဒေါ်လာရေးအောင်မြင်အောင်မြင်ကြောင်းခရီးရောက်နေတဲ့သတင်းကောင်းတွေကလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါမျိုးလင့်ချက်ပန်းနိုင်ကတော့ဒါမွေးတော်ဘူးလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်